အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညနေမှာတော့ဒါကျွန်တော်တို့အဲ့ပေါ့ဒါကျွန်တော်ဂျင်းတွေကိုရှောင်ရှားမယ်ဒါကျွန်တော်တို့ကျွန်တော်တို့မပြောတာအကြာကြီးဖြစ်တဲ့အကြောင်းတစ်ခုညီမတို့နည်းနည်းလေးပြောချင်တယ်ပေါ့နော်အသည့်ပြီးချင်တာပေါ့နော်ဒါကျွန်တော်တို့ဂျင်းထဲတာတွေကိုမယုံဘူးတော့ဒါတော့ဝန်တိုင်းကျွန်တော်ဒါပေါ်လုံးအကြောင်းမဟုတ်ဘူးညီဒါခင်ဗျားတို့နည်းနည်းလေးစီနည်းနည်းလေးပြပြချင်အဲ့တော့အခုဒါကျွန်တော်တို့ခေတ်လူငယ်ကြီးကြားထဲမှာအကုန်လုံးကဒါကျွန်တော်တို့ဗီဒီယိုရိုက်ချင်တယ်ဒါကျွန်တော်တို့ တစ်တော်ဒေတာကျွန်တော်လုတ်ပြီးတော့ဒါကျွန်တော်ပတ်စံရှာခြင်းနဲ့ of course ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့ဘာဘာညာရေပို့တော့အဓိကတော့ကျွန်တော်တို့ဟိုဘောလုံးသတင်းတွေသတင်းတွေပေါ့နော်ဒါလက်ရှိမှာဒါကျွန်တော်တို့အခုလက်ရှိမှာ social media ဆိုတဲ့ခေတ်ကြီးထဲမှာဒါ online ပေါ်မှာ video တင်တာနဲ့ဓာတ်ပုံလေးတွေတင်တာနဲ့ကိုပတ်စံရှာနိုင်မဲ့ခေတ်တစ်ခုရောက်လာခဲ့တယ်ဆိုတာကတော့အကုန်လုံးသိပြီးသားဖြစ်တယ်အဲ့တော့ဓာတ်ပုံဝင်လင်းပြောမှာကျွန်တော်ဒီ industry ထဲမှာရှိလာတူတေအားလုံးမှာ9နှစ်10နှစ်ရှိပေါ့နော် almost a decade တခုလည်းဖြစ်လာခဲ့ပြီအဲ့တော့ ကိုယ့်အကိုဆရာကြီးလို့တော့မဟုတ်မယ်ကျွန်တော်ဘယ်နာကဘယ်အပေါက်ကဘယ်လိုပတ်စံရှာမလဲဆိုတော့ကျွန်တော်တို့တွေတော်တော်လေးကိုတိလာရလူတွေမှာပါတယ်ဗောနော်အဲ့ဒါပုံမှန်လေးလေးခင်ဗျားတို့နည်းနည်းလေးပြောချင်တယ်အခုလက်ရှိမှာဂျင်းနေကြတဲ့အရာတွေပထမဆုံးအရာတစ်ခုနဲ့ခုလက်ရှိမှာခဏခဏဒါ Facebook မှာလည်းတွေ့နေကြတဲ့ကြောင့်အမြင်မတော်တဲ့အရာတစ်ခုပြောချင်တာကဒါ content monetization ပေါ့နော်တို့တို့ခုလက်ရှိမှာအရင်တော့ကကျွန်တော်တို့ဒါ bonus အရင်တော့ကဒါကျွန်တော်တို့ ဒါဗီဒီယိုကနေပြီးတော့ကျွန်တော် instant app လို့ခေါ်တယ်ပေါ့နော်အဲ့တော့အခုလက်ရှိမှာဒါခက်ဆက်ဆက်ပြောင်းသွားအဲ့တော့ဒါကျွန်တော်တို့ Photoshop တွေကိုလုပ်ပြီးအခုလက်ရှိမှာပို့ဆိုတာ AI တွေကိုအသုံးပြုပြီးတော့ဒါဒီလောက်ရတယ်ဒီလောက်ရတယ်အဲ့တော့ content monetization ရတဲ့ account တွေကိုဒီဈေးဒီလိုဒီလိုဒီလိုနဲ့ရောင်းနေဆိုပြီးတော့ဒါကျွန်တော်တို့လုပ်တဲ့လူတွေကိုတွေ့ရလိမ့်မယ်ရှိတယ်ဒီမှာပါအဲ့တော့နောက်တစ်ခုကဒါကျွန်တော်လက်ရှိမှာ TikTok ပေါ့နော် TikTok က Bay region ညာ region လောက်မှာဒါကျွန်တော်တို့ပတ်စံနေရတယ်ဆိုပြီးပုံစံမျိုးနဲ့ဒါကျွန်တော်တို့ညီကိုတို့ကိုအဓိက fishing လုပ်လိမ့်မယ်ပေါ့နော်အဲ့တော့အဓိကကဒါကျွန်တော်တို့အဓိကခင်ဗျားတို့ကိုကျွန်တော်ဒါ ငွေနဲ့မြူဆွဲတော့အကုန်လုံးလက်ရှိမှာဒါကျွန်တော်တို့ခက်ခဲနေကြတာဗောနောက်ကိုလက်ရှိမှာလူငယ်ကြီးဆိုလဲတာကျွန်တော်အိမ်မက်တွေရဒါကျွန်တော်တို့တော်တော်လေးကိုဟိုလိုလိုဒီလိုလိုပြောင်းနေတဲ့နေရာမှာပါတယ်ဗောနောက်အဲ့ဒါအဲ့ဒါကြီးနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးခင်ဗျားတို့နည်းနည်းလေးပြောအဲ့တော့ကျွန်တော်ဗီဒီယိုကြည့်ရတဲ့မှာဒါကျွန်တော် content လုပ်ချင်တဲ့လူတွေဖြစ်ဖြစ်ဒါဗီဒီယိုလုပ်ချင်တဲ့ဖြစ် influencer ကျွန်တော်က influencer မဟုတ်ဘူးဒါကျွန်တော်ပြောတာ influencer content creator ပဲဖြစ်ဖြစ်အဲ့တော့လက်ရှိမှာဒါကျွန်တော်ကကျွန်တော်ကိုကျွန်တော်ဘလူကန်ယူတဲ့ဆိုလို့ဆိုခင်ဗျားတို့နည်းနည်းလေးပြောပြဘာလို့ကျွန်တော်ဒါမျိုးခင်ဗျားတို့ပြောပြနိုင်လဲဆိုတော့ပထမဆုံးအနေနဲ့ဒါဟာကျွန်တော်ကဒီ industry ပေါ့လေပေါ့ဒါကျွန်တော်ဗီဒီယိုလုပ်တဲ့လူတွေထဲမှာကျွန်တော်ဟာကံကောင်းတဲ့လူတွေထဲတယောက်တော့ကျွန်တော်ကိုကျွန်တော်ပြောလိုက်ရတယ်ကျွန်တော်ဒါ mind sport တို့ mind tech တို့လုပ်တော့ငါတွေဒါကျွန်တော်ရဲ့ bossy တွေကဒါကျွန်တော်တို့ဗီဒီယိုတွေကို boosting ထိုးပြီးတဲ့အတွက်ကြောင့်မို့ SA လုပ်ပြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့ဗီဒီယိုတွေကိုလူကြည့်များတယ်အဲ့မှာကျွန်တော်နည်းနည်းလေးဒါကျွန်တော်ဟိုဒါလူတွေမြန်မှန်တကမ်းမိတယ်ပေါ့နော်ပြီးလဲပြောတာကျွန်တော်ဒီဘက်လုပ်တဲ့အချိန်မှာဒါမထင်မှတ်ပေးနေကျွန်တော်ဒါဗီဒီယိုလုပ်တဲ့အချိန်မှာတော့ဒါနည်းနည်းလေးအဆင်ပြေခဲ့တယ်ပေါ့နော်အဲ့တော့ ပြောချင်တာကဒီနေရာမှာကျွန်တော်တို့လည်းဒီ content monetization ဒါ bonus တို့ဒါပတ်စံဒီ blue ပုံစံမျိုးတွေဝင်နေဆိုတဲ့ဥစားကျွန်တော်တို့လည်းကောင်းကောင်းကြီးသိရတယ်မှာပါတယ်အဲ့တော့ခမတို့တခုပြောချင်တာကလက်ရှိမှာသူများအကောင့်တွေဝယ်တာသူများအကောင့်တွေဝယ်တာဆိုတာတကယ်ကိုအမှန်တမ်းပြောရင်ဆိုဘယ်တော့မှအလုံးမဖြစ်ပါဘူးဒါ seriously ကျွန်တော်ခမတို့ပြောပြတာဟုတ်တော့အခုလက်ရှိကျွန်တော်ဖန်တီးထားတဲ့ကျွန်တော်ရဲ့ page နဲ့ သူများစီကဝယ်တဲ့ page ကျွန်တော်တို့လုံးဝမတူဘာဖြစ်လို့ကျွန်တော်သိလဲခလာတို့ဘုံမွေကျွန်တော်က my sport မြန်မာဆိုတဲ့ page ကိုကျွန်တော်တို့ဟိုးရင်တော့ငါကကျွန်တော်သူများစီကကျွန်တော်တို့ကမမဲ့ရဘောစီနဲ့ကျွန်တော်တို့ပေါင်းပြီးတော့ကျွန်တော်တို့ညီလေးစီကလည်းကျွန်တော်ဝယ်ခဲ့တယ်ဗောနော်အဲ့ဒီကနေပြီးကျွန်တော်တို့ကပိုနာမည်ပြောင်းပြန်ပြီးလို့ကတော်တော်ပြန်ပြီးပြီးတော့လို့ပြီးတော့ပိုဆူတာကိုကဘူစတင်နေတာ S အဲ့ဘောစီဆို S ဖုန်းနဲ့ဒီမနှဲကုန်ခဲ့တာပေါ့နော်အဲ့ဒီခက်ခါလာအဲ့တော့ကျွန်တော်ငွေကြီးရအဲ့လောက်ကြီးမခက်ခဲလို့ဒါသလိုတိတာတယ်မှာအဲ့တော့ဟာဒါကျွန်ညာရအရန်ပြန်ရတော့ဒါမတိမသားတယ်မှာပါတယ်ပေါ့နော်ကျွန်ညာရရဆိုလည်းပြီးရင်ကျွန်တော်ရှင်းပြပါအောင်မယ်အဲ့တော့ လက်ရှိဒီနောက်ဘက်မှာကျွန်တော်တို့ကြတော့လက်ရှိမှာ Facebook မှာပါညာကြတော့ကျွန်တော်ကနည်းနည်းလေးခက်ကန်ကောင်းသွားတယ်တမှာပါတယ်ဖော်လုံးတို့ပါတော့ကြတာကျွန်တော်တို့စားလုပ်တဲ့အချိန်မှာဒါအစဲခံနဲ့အစဲခံအစဲမခံတဲ့ကြောင့်ဘယ်သူမှသိပြီးမလို့အချိန်မှာနည်းနည်းလေးဒါကျွန်တော် niche ဖြစ်တဲ့ကြောင့်မဟုတ်ဒါလူကြည့်များသွားတယ်တမှာပါကန်ကောင်းသွားမှာဒါပေမဲ့လက်ရှိမှာလူတွေပြောနေလို့လက်ရှိမှာဒါဟာ2500သုံးဟိုးရင်ကတော့ရခဲ့တယ်ဒါဟာ reality တကူကျွန်တော်ဟိုးရင်တော့ instrain လို့ပါတော့မှတ်မဲ့ရကပဖလားပါညာမဟုတ်ဒါ Facebook ကနေရခဲ့တဲ့ပတ်စံနဲ့တကယ်ကိုကြောက်ခမဲလေးလေးဖြစ်တယ်ပြီးလဲပြီးတော့ဒါကျွန်တော် Facebook ကနေပြီးတော့ဒါ ကျွန်တော်တို့ဗီဒီယိုရရဆိုတာ short ချရတယ်လုံးဝဘယ်လိုဖြစ်လဲမသိဘူးတို့ algorithm ပြောင်းလဲလားမသိဘူး Facebook ကနေဗီဒီယိုရရနေပြီးပတ်စံရဆိုတာလုံးဝ short ချပလိုက်တယ် Instagram တွေကနေလုံးဝပတ်စံပြအဲ့အရင်တော့ကဒါမမဲ့ရလူတစ်ထောင်ကြည့်ရင်တစ်ချက်ခွဲနှစ်ချက်လောက်နေနေရဒေါ်လာပေါ့အဲ့လောက်ဒီရခဲ့တယ်အဲ့တော့အဲ့ဒီအရည်ကိုလက်ရှိမှာဒါအခုလက်ရှိခင်ဗျဘလောက်ပဲ1 billion ကြည့်ရင်တော့ဒေါ်လာတရာရရင်ကန်ကောင်းဆိုတဲ့အချိန်အချိန်တွေတခုရောက်သွားခဲ့ပြီးတော့ post ဆိုတဲ့အချိန်တွေတခုက Facebook ကခင်ဗျပတ်စံတားရနေခင်ဗျရမေရှာပြီးအမြဲတမ်း အေးပေါ့ကပြည့်ရဖက်လုတ်တဲ့တုန်းကပါတယ်ဒါပုံမဲ့လင်ပြောအဲ့ဒါကြောင့်မို့ကျွန်တော်လက်ရှိမှာ Facebook မှာမသုံးတဲ့ဥစ္စာအများကြီးပါတယ်ကျွန်တော်လက်ရှိဒါကျွန်တော်တို့ပြီးလဲပြီးတော့ဒါကျွန်တော် Facebook အနေနဲ့အဲ Instagram ခက်ပြီးတဲ့အချိန်မှာကျွန်တော်ဒါဓာတ်ပုံတွေ bonus နဲ့ပေးခဲ့တဲ့တုန်းကပါတယ်ကျွန်တော် bonus တွေထဲမှာကျွန်တော်ဘယ်လောက်တိဘယ်လောက်ရဘူးလဲဆိုတော့မမေကျွန်တော်ဓာတ်ပုံတွေတပုံနဲ့ဒေါ်လာ80ကျော်ရဘူးတဲ့ဒါကျွန်တော်မမေရဲ့အဲ့တုန်းက ဂျပန်ကစားသမားတွေမြန်မာပြည်ရာအချိန်မှာဂျပန်ကစားသမားတွေဖုန်းကြည့်ပြီးဘူးနေတဲ့ပုံလေးကိုကျွန်တော်တင်တဲ့အချိန်မှာအဲ့ပုံကဒေါ်လာ80ကျော်ရပါအဲ့တော့အဲ့တုန်းကလည်းအရန်ပြော်ပေါ့ကွာနော်ခုနပတ်စံဒါပေမဲ့အခုလက်ရှိမှာအဲ့နောက်ပိုင်းလာလေတပတ်စံအရန်မပြီးတော့ဘူးမမဲရနောက်ပိုင်းရှော့အဲ့တော့လက်ရှိမှာ CM ပေါ့ content monetization ဆိုပြီးခုလက်ရှိမှာပြန်ပြီးတယ်အဲ့တော့တကယ်ကိုနော်ထောင်းတဲ့တောင်းတဲ့ချီရတယ်လို့လည်းရှိရှိတာပေါ့မရှိဘူးတော့မဟုတ်ရှိတယ်ဒါပေမဲ့ ဲ့လောက်ကြီးလွယ်မနေဘူးဒါအဲ့လောက်ကြီးလွယ်ကူနေမယ်အဲ့တော့သူများပြောခင်ဗျာတူကောင်ကိုဝယ်ပြီးတော့ grow လုပ်နေအဲ့တော့ကျွန်တော်ဒီညမှာအကယ်၍ခင်ဗျာဓာတ်တွေကိုလှုပ်ချင်တယ်ဒါဒီလိုမျိုးပုံစံမျိုးသွားချင်တယ်ဆိုရင်တော့ကို့ fan base ကိုဒါကျွန်တော်တို့ဟို grow လုပ်ပေါ့နော်ဒါပေါ့တော့ခင်ဗျာကိုတစ်ကစားပြီးတည်လာနေလူနဲ့ခင်ဗျာကိုတတန်းမှပေးရှိွယ်လဲဘယ်ဒီဘက်ကဘယ်ကောင်ကြီးလဲဆိုတာတည်လာနေမတူ reality check ခင်ဗျာတကယ်ဟာအဲ့စကားကိုကျွန်တော်ယူ ကျွန်တော်ဘာလို့ခမ ्या ကိုခမ ्या ဆဲလို့အောင်မှာခမ ्या ခမ ्या ရဲ့ page ကိုခမ ्या ဆဲလို့အောင်မို့အဲ့ဒီခမ ्या page name ကိုတီးလို့မယ်ခမ ्या ကိုသူတီးဖို့ရေးကြည့်တယ်ခမ ्या page ကိုအဲ့တော့ဒါကိုခမ ्या marketing မှာကျွန်တော်ထပ်ပါဗျာအဲ့တော့ထပ်ပါအဲ့ဒီကျွန်မကျွန်တော်လည်းမသိကျွန်တော်အဲ့လိုကြီးမသိဘူးကျွန်တော်အဓိကပြောချင်တဲ့အချက်ကမဂျင်းနေကိုမယုံနဲ့အခုလက်ရှိမှာဒါဒီ page ကဒီလောက်ဒီဝင်နေပြီငါတို့စီမှာဒီလိုမျိုးဝင်တဲ့ account တွေကိုဝယ်လို့ရပါလားဆိုတော့အဲ့ဒါတွေကိုပြေးဘာလို့ အဲ့ဒါတွေခင်ဗျားတို့ရောင်းပြီးခင်ဗျားဟာတို့တို့ဟာငါငါစီမှာတော့အဲ့လိုဖြစ်တာပဲမင်းတို့ကွန်နက်မကောင်းလို့မင်းတို့အဲ့လိုမရတာဆိုတဲ့ပုံစံမျိုးခင်ဗျားတို့တတ်လိမ့်မယ်အဓိကအဲ့ဒါပဲအဲ့တော့ပြောချင်တာကလက်ရှိမှာကိုသာဗီဒီယိုလုပ်ချင်တယ်ဆိုဖြည်းဖြည်းချင်းလုပ်ဒါဟုတ်တယ်ခုနကအခုလက်ရှိမှာဟို competition တွေအများများတယ်အဲ့တော့ကိုယ်အနေနဲ့ဘယ်လိုမျိုးသုံးမလဲဆိုအကိုအနေနဲ့ဒါ unique ဖြစ်တာဘာညာပေါ့နော်ထူးထူးဆန်းဆန်းလေးဘာညာပေါ့နော်အဲ့တော့ ိုကောင်းတဲ့ဘက်ကလည်း unit ဖြစ်လို့ရဆိုဆိုးတဲ့ဘက်ကလည်း unit ပဲအခုလက်ရှိမှာဒါကျွန်တော်သိကြတဲ့အတိုင်းပဲဒါ social media ဆိုဆိုးတဲ့ဘက်က unit ဖြစ်တဲ့လူကပုံများတယ်ကောင်းတဲ့ဘက်က unit ဖြစ်တဲ့လူတွေကအဲ့လောက်ဒီစိတ်မဝင်စားဘူးဒါလက်ရှိ reality တစ်ခုပဲအဲ့တော့ဒါဘုံမင်းလေးပြောကျွန်တော်ကိုယ်လည်းဒါဆိုးတဲ့ဘက်ကဆိုးတဲ့ဘက်ကနေတက်လာခဲ့တဲ့လူတွေကတယောက်အရင်တော့ကဖြစ်တဲ့ကျွန်တော်ကသိပြီးသားပေါ့နော်ပြောချင်တာကဟို unique ဖြစ်ရင်တော့ပြီးပြီပေါ့ဒါပေမဲ့ခုနကပြောလို့ကျွန်တော်ဒီနေရာကို recommend လုပ်ချင်တယ်ဘဒုမာဒုက္ခံပေးနေအခုလိုဒါခက်ကြီးမှုမှာပို့ပြီးတော့ကျွန်တော်ကဒုက္ခမပေးစီခြင်းတဲ့တမှာပါတယ်ပေါ့နော်အထူးသဖြင့်ဒါကျွန်တော်လက်ရှိမှာ လူတွေပြောပြောနေတဲ့ brand deal တို့ဘာလို့ကမလောက်ဆိုတော့လာတယ်လာအောင်မို့လာတယ်ဒါပေမဲ့ခုနကကျွန်တော်ကိုယ်တိုင်လည်းမမဲ့ရတာကျွန်တော်တို့အရင် company တုန်းကကျွန်တော်ဒီလိုမျိုးနိုင်ငံရေးဘာညာမလုတ်ခင်တုန်းကကျွန်တော်အနေနဲ့ brand deal ရမမဲ့ရတာကျွန်တော်အောက်က banner တစ်ခုပြင်သိန်းတောင်ရခဲ့တယ်တမပါတယ် banner တလားစားဒါ3000စားအဲ့လိုမျိုးလူခဲ့တဲ့လူတွေကျွန်တော်တော့မရဘူးဗောနော်ဘောစီတွေရတာဗောနော်အဲ့တော့ ပြောတင်တာအဲ့တုန်းကတော့ခက်တာအကောင်နဲ့ခုခက်မှာဒါမျိုးတွေရှိမရှိတော့ကျွန်တော်တို့တချို့တရင်တွေမှာတချို့ပုံစံမျိုးတွေမှာတွေ့တာတွေရှိပြီမဲ့အရန်ခက်ပါဘာလို့ဆိုတော့ကုမ္ပဏီကိုယ်တိုင်ကလည်းလက်ရှိမှာဒါကျွန်တော်တို့အရန်ခက်ခဲသွားတဲ့အနေအထားတစ်ခုကြောင့်တို့တွေနဲ့စပွန်ဆာအရန်မထည့်တော့ဘူးဒါကော့စတူမနဲသွားတယ်အရင်တော့လောက်လူတွေတို့ဘရန်ပေါ်ပြဿနာဖြုံးတော့တဲ့ကြောင့်မို့တို့တွေနဲ့ခုလက်ရှိမှာအဲ့ brand တွေပေါ်ကလည်းအဲ့လိုကြည့်တာအဲ့တော့ပြောတင်တာပြလက်ရှိမှာတက်မှာဟူ YouTube creator ဖြစ်တာနဲ့ successful မှာလက်ရှိမှာ viewer အရန်များသွားတယ်အရေးကြီးတာပြီးတော့ consistency ပဲခင်ဗျာဗီဒီယိုတစ်ပုတ်တည်းလူကြည့်များလို့များ ဗီဒီယိုတိုင်းကလူကြည့်များနေတယ်ဒီမှာပေါ့ဟိုမှာလက်ရှိမှာခင်ဗျာဗီဒီယိုတစ်ခုတသန်းပေါက်သွားတယ်ဗီဒီယိုတစ်ခုအနည်းဆုံးလူ3000လောက်ကြည့်တာဟိုမှာဒါနေ့တိုင်းလူ3000လောက်လူတိုင်းထိုင်ကြည့်တာလူနေ့တိုင်းလူ3000ထိုင်ကြည့်တာပို့ပြီးတော့ effective ဖြစ်တယ်ဒါကျွန်တော်ကျွန်တော်စီရလာစကားများယုံအဲ့စကားအဲ့ဒါမဲ့အရေးကြီးတာဒီနေရာမှာခုနပြောလို့ပဲပတ်စံနဲ့မြူဆိုတိုင်းမပါနဲ့အဲ့ဒါအရေးကြီးဆုံးပဲဒါပေမဲ့ဆိုဒီဗီဒီယိုတွေလုတ်တဲ့အချိန်မှာ TikTok တို့ဘာလို့ဒါ currency ဒီလိုမျိုးဒါကျွန်တော်တို့ region တွေဝယ်လို့ရတယ်ဘာညာဆိုတဲ့သတင်းတွေခင်ဗျာအများကြီးကြားလိမ့်မယ် don't do that ကိုယ့်အကူလို့ခုနကပေါ့နောက်ဆုံးပြ region ကိုယ့်အကူကိုစကြရဲပြောင်းလို့ရတယ်ကျွန်တော်ဖတ်ဖို့ကျွန်တော်က TikTok ကိုကျွန်တော်မကြိုအောင်အဲ့ဒါပေမဲ့ပြောချင်တာအများကြီးလားပတ်စံပေးပြီးဝယ်ရတဲ့လူကိုတုံတောင်မလို့နဲ့ဖုန်းလေးထောင်ပြီးဒါ investment နည်းနည်းနဲ့ဒါကျွန်တော်လုပ်ဖို့ကျွန်တော်ဒီနေရာပြီးတော့ဟိုကို grow ဖြစ်သွားပြီးနောက်ကနေပြီးတော့သူ့အကူ like ချင်တာပုံစံမျိုး like ပေါ့နော်အဓိကပြောချင်တာကတော့ဒီနေရာမှာဂျင်းထည့်တာမှခံတဲ့ အခုနောက်ပိုင်းဂျင်းတွေအများကြီးတွေ့လာအဲ့တော့အခုလေကျွန်တော်ရဲ့ Facebook page မှာတော့ကျွန်တော်ဟာတယ်မကွန်နက်ပေါ်နေစရာရှိရှိဘာရှိတဲ့ page တွေကိုဘယ်လောက်နေရောင်းနေပါလဲဘာညာဆိုတဲ့ပုံစံမျိုးတွေခင်ဗျားတို့တွေ့ရလိမ့်မယ်အဲ့တော့အခုလက်ရှိမှာလူငယ်တော်များလည်း of course ခုနကကိုကကိုကြိုက်တဲ့အကြောင်းလေးကိုပြောပြီးဘယ်သူကတော့ပတ်ဆက်မလို့ခြင်းမနေမဟုတ်တော့မှာဒါအကုန်လုံးဖြစ်ချင်တဲ့အကြောင်းအရာတွေပဲအခုဒီလိုမျိုးခက်ဆိုးကြီးမှာမျိုးခက်ကောင်းတဲ့အချိန်မှာမှာကိုကိုကြိုက်တဲ့ဥစ္စာလေးပြောတော့နဲ့ကိုပတ်ဆက်ရမယ့်အရာပြဘာလို့မလုပ်ချင်မနေမဟုတ်တဆန်ဝမ်းတယ်တော့မှကျွန်တော်ပြောချင်တာအဲ့တော့အဲ့ဒါလေးကိုခင်ဗျားတို့တချက်တချက်တော့သတိပြုအခုချိန်ကြီးကခုနကပြောလို့ပဲဟိုပြောရမယ်ဆိုတော့ဟိုငွေကိုငွေနဲ့ဆွဲတဲ့လူတွေအများကြီးလာတယ်ပေါ့နော်အဲ့ဒါလေးကို ကိုတော်တော်လေးကိုသတိပြုဘာလို့ဆိုအခုလက်ရှိမှာကိုကိုဖန်ဘေ့စ်ကိုဖြူဖဲလို့ဘာလို့ဆိုကိုဖန်ဘေ့စ်ကကိုကဒီလူတွေကခမားကိုယုံလို့လာကြည့်တာခမား channel ကိုယုံလို့လာကြည့်တာအဲ့လိုပုံစံမျိုးသွားဟုတ်တော့ဟို channel ပြောင်းသွားဟာတက်မှာဒီကောင်ကဘယ်ကထွက်လာလဲဆိုတာဒီဇိုင်းဟောဒီကောင်ကငါတိတယ်လေးဆိုတဲ့ဥစ္စာမျိုးခမားသွားအဲ့ဒါကိုကျွန်တော်ကဒါခမားကို recommend လုပ်တယ်ဘာလို့ဆိုအဲ့ဒါကဘာနဲ့မှလေးလို့မရဘာလို့ဆိုကျွန်တော်ကိုရင်ဒါမှလည်းပြောအခုလက်ရှိကျွန်တော်ရဲ့ channel လေးကျွန်တော်ကြည့်ပြီဘလောက်ဘလောက်ပဲရတယ်ဟုတ်တော့မှကျွန်တော်ဒါ ကျွန်တော်တို့ကဒီပတ်စံနေကျွန်တော်တို့တကားမျိုးသုံးဘူးဆိုတော့ဒါသူများပဲပြပေးနေတာဆိုတော့ဒါဘလောက်ပဲရဆိုတော့ဒီဥစ္စာလေးဒီ number လက်ရှိမှာ1.3 million view ကျွန်တော်တို့ဒီဒီလကကျွန်တော်တို့လူကြည့်အများဆုံးလပဲအဲ့တော့ဒါကိုကျွန်တော်ဘေးလုပ်ထားတာဗျာဒီလားဒီ1.3 million ဒါတယောက်ခင်းစီကိုကျွန်တော်ပဲဘေးလုပ်ထားတာညီကိုတွေကျွန်တော်ညီကိုတွေဆက်ဆန်းနေဒါ mental health တွေပြောနေဒါကျွန်တော်လက်ရှိဘောလုံးပွဲအကြောင်းတွေပြောနေဒါမှုတွေပြောနေအဲ့တော့ဒီအောင်ခင်ဗျာခင်ဗျာဘေးလုပ်ဥမာဟုတ်တယ် ခတ်တော့ခတ်တယ် of course ဒါခတ်တော့ခတ်တယ်ဘာလို့ကျွန်တော်ပြောနေခုလက်ရှိမှာကျွန်တော် movie and live ရဲ့ video ပဲကြည့်ဒါကျွန်တော်ကဘောလုံးမှာတလောက်ထိလူလူတွေရှိတယ်ဆိုပေမဲ့ movie and live မှာခုလက်ရှိမှာဒါပုံမှန်လင်းပြောမယ်ဆိုရင်ကျွန်တော်နောက်ဆုံးတင်ထားတဲ့ how i met your mother video မှာလူတရားမကြည့်ရမယ်ကျွန်တော်ဖြစ်ပြီးတော့တပတ်တပုတ်တင်မယ်တပတ်တပုတ်တင်မယ်ဟုတ်တော့အရေးကြီးတာအရန်ကြီးဇွဲမလျှော်နဲ့အရန်ကြီးဇွဲမလျှော်နဲ့ keep going ခုနကကို fan page ကိုသွားတယ်မဲ့အရေးကြီးတာကတော့ဂျင်းထဲမှခံတယ်အခုနောက်ပိုင်းဂျင်းထဲတွေအရင်များအဲ့တော့ corner monetization ပွင့်တဲ့ page ပါ no 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 အဲ့ဒါတွေကကိုဟောကိုဖြည်းဖြည်းချင်းလုပ်လို့ရတယ် corner monetization ပါတယ်ဖြည်းဖြည်းချင်းကိုဟောကိုပွင့်တယ်ကျွန်တော်လည်းဒီတိုင်းမပွင့်သွားရပဲလို့တော့မဘူးဟောကျွန်တော်အဲ့မှာ youtube ဆိုတဲ့ monetization ကသူ့ဘာသူပွင့်သွားရပဲအဲ့တော့ဒီနေရာမှာ monetization မှာကိုမနိုင်ငံခြား bank account မရှိမှအဲ့စနိုင်ငံခြား service ပါ냐အဲ့ဒါတကန်ဒါပေမဲ့ရှိပြီးသားဥစ္စာဝယ်တာတစားကိုယ့်အကူ grow လို့ကျွန်တော်ဒါ recommend ပဲဂျင်းထဲမှခံတယ်ဘာလို့ဆိုပတ်စံအကုန်မခံတယ်အဲ့ဒီပတ်စံကိုခင်ဗျားခုနပြောလို့ပဲလက်ရှိမှာဟိုပတ်စံရှိရလို့ဆိုရင်တော့ဒါ ော်စမိုဘော့ကလေးဝင်မှာဒါမှမဟုတ်နာပေါ်ဆိုပြီးโอเคလူပူကြည့်စီနေတာဆိုကျွန်တော်ဒါ Facebook ကနေ Ads ကြီးကို့ဗီဒီယိုလေး Ads အနေနဲ့သုံးမလားဘယ်လိုသုံးမလဲဒါတွေအများကြီးအဲ့တော့အဲ့ဒီ page ကို330အသိတခုလက်ချက်မှာတွေ့ရင်20 30လောက်ပေါအောင်လားအဲ့ဒီ website တွေသုံးမဲ့စာခင်ဗျားအနေနဲ့ခုနကကင်မရာလေးက Osmo Pocket လေးလုံးဝယ်မလားဒါမှမဟုတ်နာပေါ်ဆိုပြီးခင်ဗျားဘယ်လို invest လုပ်မလဲဒါမျိုးတွေခင်ဗျားပြန်ကြည့်ရမယ်အဲ့တော့ ပြောချင်တာကတော့အဓိကကတော့အရန်ငွေနောက်မလိုက်မိစေနဲ့ငွေနောက်လိုက်မိရင်ခမားငွေတွေပါပွားတတ်တယ်အဲ့ဒါကတော့အဆိုးဆုံးအချက်ပဲအဲ့တော့ဒါပေမဲ့လင်းပြောရမယ်ဆိုရင်တော့ဟိုဂျင်းထဲမှာခံတယ်ဟိုကိုကိုလုတ်ဆရာရှိတာကိုလို့ကိုလုတ်သွားကျင်တဲ့လမ်းသွားဒါပဲဒါပေမဲ့ခုနပြောသလိုပဲအရန်ကြီးတစ်လုံးနဲ့ပြောငွေရမ်းမမှန်တယ် of course ငွေရအောင်လုတ်တဲ့လူတွေပဲပဲငွေနောက်လိုက်ပြီးတော့ငွေပေးလိုက်ရတဲ့ပိစာတော့မလုံနဲ့ဗျဒါပေမဲ့လင်းပြောဂျင်းမထဲခံတာဒါပါပဲဟုတ်ပါပါအဲ့တော့ တော့ဘောလုံးပွဲတွေကိုတည်ရှိခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆက်ပေါင်းကိုကြည့်လို့ရပါတယ်။အများကြီးလည်းကလစ်ဖုံမေဂျာပါနေအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV4U တွေလင်းလေးတွေကိုထည့်ပေးထားခြင်းပြင်ဆင်မဲ့ဆက်ကိုကြည့်လို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရ။အများကြီးလည်းကလစ်ဖုံမေဂျာပါနေအောင်မြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်။အားလုံးကြိုတမိုင်းကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးကြိုတမိုင်းကျွန်တော်တို့ကိုပြောင်းပါအောင်ဗျ။ဒေးပါဗျ။